အနေနဲ့ဒီပြကန်းချိတယ်ဆိုတာဘယ်လိုလုပ်သိပါသလဲ။ဒါဒီပြကန်းကိုရောက်တဲ့ခါကျတော့လေဘယ်လိုဒီပြကန်းကိုဘယ်လိုထင်မြင်မိသလဲဆိုတာပြောပြ Okay အဲဒီမြကတာပန်းချံအောင်ပေါ့နော်ကျမတို့တငယ်ချင်းတွေနဲ့ဒူဒူလာရင်းနဲ့ဒီပြကန်းလေးကိုလာပြီးတော့ကြည့်ရှုဖြစ်တာပါဒီပြကန်းလေးကလာရောက်ကြည့်ရှုတဲ့သူတွေအစဉ်ပြေစေမယ်အဲဒီတပ်ပုံတွေပကြီးတွေကိုမြင်လိုက်တာနဲ့စိတ်ချမ်းသာသွားစေမယ်ပြကန်းလေးဖြစ်တယ်လို့ထင်မြင်မိပါရှင်ဒီပြကန်းမှာအကြိုက်ဆုံးပကြီးကားတစ်ခုကိုတို့ပြပေးပါဘာကြောင့် ကြိုက်တယ်ဆိုတော့လည်းချင်းပြပေးပါအဲဒီပြာကန်ထဲမှာမှညီမအနှစ်သက်ဆုံးကတော့ဒီတိုင်းရင်းသူလေးတွေ9ယောက်ကိုဆွဲထားတဲ့ပကြီလက်ရလေးကိုအနှစ်သက်ဆုံးမှာပဲရှင်အဲပကြီလက်ရလေးကအရန်ကိုအယောင်သွေးစုံလင်ပြီးတော့လှပတယ်လို့မျိုးပဲအဲနောက်ဓာတ်ပုံလေးဆိုလို့ရှိရင်လည်းဒီတွေးစရာလေးအများကြီးပါတဲ့ပုံလေးတွေပေါ့နော်အဲလိုဆွဲထားတဲ့ပကြီလက်ရလေးတွေကိုသဘောကျပါတယ်ရှင်အကျယ်ဆုံးဓာတ်ပုံတစ်ခုကိုလည်း ပြပေးပါ။ဘာကြောင့်ကြိုက်တယ်ဆိုတော့လည်းပြောပြပေးပါ။အာဓာတ်ပုံအနေနဲ့ဆိုလို့ရှိရင်เนาะဒီထက်ကမှအဲဆရာဦးကျော်ကျော်ဝင်းရဲ့လက်ရာဖြစ်တဲ့ဒီလှေကလေးစိုက်ပျိုးနေကိုအပေါ်စီးရရိုက်ထားတဲ့ပုံလေးကိုသဘောအကျဆုံးပါပဲရှင်။အာဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီမြင်ကွင်းမျိုးကိုကြည်ရတာပေါ့เนาะအငြင်းကြည့်လို့မယိုးသွားမဲ့မြင်ကွင်းမျိုးဖြစ်လို့ပါရှင်။ဒီပြကန်ချမ်းပြင်းရဲ့ရင်ကျင်းမှုသဘောအလှတွေကိုဘယ်လိုပြတတ်ထားတယ်လို့ထင်ပါသလဲ။ ဟုတ်ကဲ့အဲဒီပြာခန်းရဲ့ဓပုံတွေနဲ့ပကြီလေးတွေကိုကြည်ရတာဒီရှမ်းပြည်နယ်မှာရှိတဲ့လူမျိုးစုတွေရဲ့ဝတ်စားစင်ရင်ပုံတွေပြီးတော့တဘာဝရှုခင်းအလှအပတွေနဲ့အဲဒီမျက်စိပဒါရဖြစ်စေမဲ့ရှုခင်းလေးတွေနောက်ပြီးတော့ပကြီကိုကြည်ရင်းနဲ့တွေးခေါ်မှုပေါ့နော်အဲတွေးခေါ်ပိုင်းဆိုင်ရာလေးတွေအဲအားလေးတွေအကုန်လုံးဖော်ပြနေရလို့ထင်ပါတယ်ရှင်ဒီပြာခန်းမှာပြသထားတဲ့အမှုပညာလက်ရာတွေကညီမတို့ကိုအတွင်းမြင့်အစ်စ်တွေဖြစ်စေပါသ โอเคအဲဒီဓာတ်ပုံလေးပကြီလေးတွေကိုကြည့်ပြီးတော့ဗောနော်တကယ်ကိုပဲအပြင်မှာမြင်နေရတယ်လို့မျိုး ခံစားရတယ်ပြီးလို့ရှိရင်ခီးတွေတွားပြီးတော့ဒီဓာတ်ပုံမှတ်တမ်းတွေပကြီဆွဲခဲ့တဲ့နေရာတွေအထိတွားကျင်စိတ်ဖြစ်ပေါ်စေပါတယ်ရှင်ဒီမှအနေနဲ့ရောပကြီဆွဲဘူးသလား တပုတ်နေပါရောရိုက်ဘူးသလားဟုတ်ကဲ့အာညီမအနေနဲ့ကတော့ပကြီရောကိုယ်တိုင်မဆွဲတတ်ပါဘူးရှင်ဒါပေမဲ့ပကြီပညာရဲ့ကိုတော့အဲဒီဟိုဟာပေါ့နော် online ပေါ်ကနေပြီးတော့လေ့လာဘူးပါတယ်ရှင်နောက်ပြီးတော့ဒီတပုတ်ရရတာကိုလည်းဝါသနာပါပါတယ်ရှင်တောင်ကြီးမှာအခုလိုအမှုပညာပြကန်းနေဖွင့်ထားတတ်ပါသလားဘာကြောင့်ပါလဲ ခဲ့အဲတောင်ကြီးမှာဒီလိုအက်ဂယ်လာရီအရှိရအရန်ကိုကောင်းပါတယ်ရှင်အဘာလို့လဲဆိုလို့ရှင်ဓာတ်ပုံလေးတွေပကြီလေးတွေကိုကြည်လိုက်လို့ရှင်အစိတ်ကိုငင်းချမ်းသွားစေတယ်ပြီးတော့အစိတ်နူးညံ့သွားစေတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အတွေးမြင်သစ်တွေလည်းဖြစ်ပေါ်လာစေအဲအကြောင်းမလို့အဲဒီအက်ဂယ်လာရီရှိတဲ့နယ်လို့ထင်ပါတယ်ရှင်ဒီမရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဟိုဒီမှာလာကြည့်ဖို့အကြံပေးခြင်းပါသလားဘယ်လိုအကြံပေးခြင်းပါလဲ အာဟုတ်ကဲ့ရှင်အဲဒီမိတ်ဆွေတွေတငယ်ချင်းတွေနဲ့မိသားစုဝင်တွေကိုဒီပြခန်းကိုလာကြည့်ဖို့ဖိတ်ခေါ်ကြပါတယ်အာဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲဒီတနေ့တာပေါ့နော်လှုပ်ဆောင်ရတဲ့အလုပ်တွေနောက်ပြီးတော့အိမ်မနေရဆိုလို့ရှိရင်လည်းအိမ်မူကိစ္စတွေစားလုံးနေရတဲ့သူဆိုလို့ရှိရင်လည်းဒီစိတ်ဖိစီးမှုတွေပြင်ပန်းတဲ့ဌာန်တွေရှိရပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီပကြီလေးတွေအမှုပညာလက်ရလေးတွေကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်အာစိတ်အေးချမ်းသွားပြီးတော့စိတ်ကူးစိတ်တန်အစ်စ်တွေလည်းရရတယ်ပြီးလို့ရှိရင်အာစိတ်ကလေးဟိုငြင်းချမ်းပြီးတော့နူးညံ့သွားတယ်ပေါ့နော်အဲအကြောင်းမလို့အဲဒီ နေရာသစ်တစ်ခုကိုခေါ်လာခြင်းနဲ့နေရာသစ်နေရာကောင်းလေးတစ်ခုကိုခေါ်လာခြင်းနဲ့ရည်ရွယ်ချက်နဲ့အဲဒီအက်ကလာတွေကိုလာရောက်ကိုဖိတ်ခေါ်ခြင်းပါတယ်ရှင်အခုခေတ်ကတော့ social media ခေတ်ဆိုတော့ social media platform နေရာနေတဆင်ပေါ့နော်အဲတင်ပြီးတော့အဲလူပို့သီးဖို့ဖိတ်ခေါ်လို့ရမယ်ပြုလို့ရှိရင်ဒီမှာအဲကာရီကစ်ချာလေးတွေဆွဲပြီးပြီးတော့မှအဲဒီပုံတူပကြီလေးတွေပေါ့နော်ဆွဲပြီးပြီးတော့ပို့ပြီးတော့စိတ်ဝင်စားလာအောင်လုပ်တင်နေလို့ထင်နေပါရှင်